ICC ဖမ်းဝရမ်းနဲ့မင်းအောင်လှိုင်ရောဖမ်းခံရတော့မလားဒါခုဆိုရင်ဒါဖိလစ်ပိုင်သမရဟောင်းဒူတာတေးကဒါသူဟောင်ကောင်နဲ့အပြန်မနီလာလေစိတ်မှာဒါ ICC ဖမ်းရမ်းကြောင်းမလို့ပေါ့နော်အင်တာပိုကနေပြီးတော့ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်အဲပြီးတော့သူကဟောင်ကောင်သွားခဲ့တာ ဟောင်ကောင်သွားတယ်ဟောင်ကောင်မှာရှိတဲ့ဖိလစ်ပိုင်လုပ်သားတွေပေါ့နော်ထောင်ပေါင်းများစွာသောဖိလစ်ပိုင်လုပ်သားတွေကိုမဲဆွယ်စည်းရုံးမှုတွေအတွက်သူကသွားခဲ့တာဖြစ်တယ်အဲအဲ့လိုသွားခဲ့တဲ့ဘွဲမှာပေါ့နော်သူပြောခဲ့တာလည်းရှိတယ်ဖန်ဝရန်ထုတ်ခဲ့တာအမှန်ဆိုရင်အဲကျွန်တော်ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲအဲကျွန်တော်ကကျွန်တော်မိသားစုအတွက်လုပ်ခဲ့တာလားကျွန်တော်အတွက်လုပ်ခဲ့တာလားအဲကျွန်တော်လုပ်ခဲ့တာကခမားတို့ရဲ့ခမားတို့ရဲ့ကလေးတွေနဲ့ကျွန်တော်နိုင်ငံကောင်းစားဖို့အတွက်လုပ်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါပြင်ဒါကျွန်တော်ကျွန်တော်ရဲ့ကံဆိုလဲရပါတယ်ပေါ့နော်လက်ခံပါတယ်ကျွန်တော်ရဲ့မကောင်းမှုတွေကဘာလဲပေါ့ အဲကျွန်တော်ကဖိလစ်ပိုင်ပြည်သူတွေအတွက်ငြိမ်းချမ်းတဲ့ဘဝရရှိစေဖို့လုပ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ဒါသူပြောခဲ့တယ်ပေါ့နော်အဲအဲ့ဒီပွဲကိုလက်ရှိဖိလစ်ပိုင်ရဲ့အထူးသမ္မတဖြစ်တဲ့သူ့ရဲ့သမီးဒါဆာရာဒူတာတေးလည်းတက်ရောက်ခဲ့တယ်ပေါ့နော်အဲဆာရာဒူတာတေးကလည်းဒါသူ့ကြောင့်ပြောမယ်ဆိုရင်သူကဒါဖိလစ်ပိုင်သမ္မတအဖြစ်ဒါဝင်ပြိုင်ခဲ့တာဖြစ်တယ်ဒီလိုဝင်ပြိုင်တဲ့အပေါ်မှာဒါသုံးသက်သူတွေကလည်းပေါ့နော်သူအခုလိုမျိုးသမ္မတအဖြစ်ဝင်ပြိုင်တာကသူ့ရဲ့အဖေပေါ်မှာဆွဲဆိုထားတဲ့ပေါ့နော်ဆေးရသွေးမှုဆွဲချက်တွေ ပေါ့လျော့အောင်လို့သူကကူညီပေးနိုင်မှုအတွက်ကိုအခုလိုမျိုးဝင်ရောက်ရှင်ပြန်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လည်းတုံးသက်သူတွေကပြောကြတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ဒါဖိလစ်ပိုင်လက်ရှိသမ္မတမာကော့စ်ဂျူနီယာနဲ့အခုဒူတာတေးတို့အဖွဲ့တွေကမတည့်ဘူးဆိုပြီးတော့လည်းတုံးသက်သူတွေကပြောထားတာတွေတွေ့ရတယ်အခုဒူတာတေးကိုဖမ်းလိုက်တာကဒါဖိလစ်ပိုင်အဲမနီလာလေးစိတ်မှာဖမ်းလိုက်တာဖြစ်တယ်ပေါ့နော်ပြီးတော့အဲ ICC မှာအဖွဲ့ဝင်124နိုင်ငံရှိတယ် 124နိုင်ငံမှာပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေကိုဒီအခုဘရန်ထုတ်ခံရတဲ့သူတွေသွားတဲ့အခါမှာဖမ်းဆီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဖိလစ်ပိုင်ကကြတော့အဲဒီအဖွဲ့ဝင်နိုင်ငံတွေကနေနှုတ်ထွက်ထားတာဖြစ်တယ်အဲနှုတ်ထွက်ထားတာကလည်းဒါဒူတာတေးသမရဖြစ်တဲ့အချိန်မှာနှုတ်ထွက်ထားတာဖြစ်တယ်ပေါ့နော်အဲအကြောင်းလို့ ဇူရာဒေးသမရဖြစ်တဲ့အချိန်မှာနှုတ်ထွက်ထားတဲ့ဖိလစ်ပိုင်နိုင်ငံကအခုလိုမျိုးဒါသမရဟောင်းဒူတာဒေးကိုပြန်ပြီးတော့ဖမ်းဆီးတယ်ဆိုတာကလည်းဒါဒူတာဒေးနဲ့လက်ရှိသမရမာကော့စ်ဂျူနီယာနဲ့မတည့်ဘူးဆိုပြီးတော့ဒါပေါ်ပြတဲ့ဟာတွေကလည်းဖြစ်နိုင်ရည်ရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ပဲဒါသူ့နိုင်ငံမှာသူ့ရဲ့သမရပဲသူ့ကိုပြန်ဖမ်းတယ်ပေါ့နော်အပြီးတော့ကြတော့တကယ်ကိုမျက်နှာကြည့်မယ်ဟေးဆိုရင်လက်ရှိဒူသမရကသူတို့ဖမ်းလိုက်တဲ့ဒူတာဒေးရဲ့သမီးဖြစ်တယ်အဲသူ့သမီးရှိတာတောင်မှပဲအခုလိုမျိုးလုတ်တယ်ဆိုတဲ့ကမတည့်ဘူးဆိုပြီးတော့ယူဆချက်တွေက မှန်နိုင်တယ်ပေါ့နော်။ဒါကြောင့်လည်းဒါလက်ရှိသမ္မတဖိလစ်ပိုင်သမ္မတမာကော့စ်ဂျူနီယာကအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေပြီးတော့နှုတ်ထွက်ထားပြီးမဲ့လေအကောင်းဆုံးပူပေါင်းဆောင်ရွက်ဖို့ကူညီသွားမယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်။အဲနောက်တစ်ခုကတော့ကျွန်တော် ICC ပေါ့နော် ICC ကအဓိကလှုပ်ဆောင်တဲ့ယာစွေးမှုတွေကလူမျိုးတုံးတက်ဖြတ်မှုတွေစစ်ယာစွေးမှုတွေပြီးရင်လူသားချင်းဆိုင်ရာကျူးလွန်တဲ့ယာစွေးမှုတွေပြီးတော့ကျူးကျော်စစ်တွေပြီးရင်တရားဥပဒေချိုးဖောက်တဲ့ယာစွေးမှုစတဲ့ဒီကိစ္စတွေမှာပေါ့နော်ဒါကျူးလွန်တဲ့သူတွေကိုသူကစုံစမ်းစစ်ဆေးရ အဲ့ဒီဒါကျူးလွန်တဲ့သူတွေတရားစွဲဖို့အတွက်ကိုဖန်ရန်ထုတ်နိုင်ဖို့အတွက်ကိုခိုင်လုံတဲ့တသက်အထောက်အထားတွေစုဆောင်းရတာလည်းဖြစ်တယ်။အဲ ICC ကဖန်ရန်ထုတ်ထားတဲ့အထက်မှာဒါကဘာတဝမ်းအလုံးပေါင်းရန်ပြေ68ရောက်တိရှိတယ်ပေါ့နော်။အဲ့တော့ဒါ Israel ဝင်ကြီးချုပ်အိုက်ထဲမှာနေတန်ယာဟုလည်းပါတယ်အပြည့်သူကတော့ဒါ2024ခုနှစ်လောက်မှာဆေးအောင်ဆွေးမှုဒါလူသားချင်းဆိုင်ရာကျူးလွန်တဲ့ယာဆွေးမှုတွေကြောင့်မလို့ဆွဲချက်တင်ခံထားရတဲ့ဖောင်ရန်ထုတ်ခံထားရတဲ့သူတယောက်ဖြစ်တယ် ပြီးတော့ရဲသားပြည်သူတွေကိုဆက်လက်နဲ့အုံပြုပြီးတော့တိုက်ခိုက်တပ်ဖြတ်မှုတွေကြောင့်မလို့ဆွဲချက်တင်ခံထားရတာဖြစ်တယ်။ဒီအစီအစဉ်ထဲမှာပါလာတဲ့နောက်တစ်ယောက်ကတော့ဒါရုရှားသမ္မတပူတင်ပေါ့နော်။အဲသူကလည်းဒါ2023ခုနှစ်မတ်လမှာဖန်ဝရန်ထုတ်ထားတာဖြစ်တယ်။ အဲသူကလည်းဒါယူကရိန်းနယ်မြေကိုဒါရုရှားပိုင်ဖြစ်ထည့်သွင်းတာတွေအဲပြောရရင်ကျူးကျော်တာပေါ့နော်အဲအဲ့လိုကိစ္စမျိုးတွေနဲ့သူ့ကိုဆွဲချက်ထားတင်ထားတယ်အဲပြီးရင်ဒါလူလုံးရင်းနဲ့ပေါ့နော်အဲနေရဆုံခွာအောင်ပြုလုပ်တဲ့အမှုကိစ္စတွေအဲရာဇဝမှုကျူးလွန်တဲ့ဟာတွေပြီးတော့အရတားပြည်သူ OA နေနဲ့ဒါစစ်ဘက်ပြစ်မှတ်တွေကိုမခွဲခြားဘဲနဲ့ကျူးလွန်တိုက်ခိုက်တာမျိုးတွေပြီးတော့ဒီလိုမျိုးအမိန်ပေးစေခိုင်းတဲ့ထဲမှာဓာတ်ရိုက်တာမဟုတ်တဲ့ဝိုက်ပြီးတော့ဆောင်ရွက်တာတွေပူပေါင်းပါဝင်တာတွေအကြောင်းမလို့ဒါဖန်ဝန်ထုတ်ခံထားရတဲ့နောက်တစ်ယောက်ဖြစ်တယ် နောက်တစ်ဦးကတော့ဒါလစ်ဗျာသမရာဟောင်းကရာဗီဖြစ်တယ်သူကလည်း2021ခုနှစ်မှာဒါ ICC ကဖမ်းရထုတ်ခဲ့တာဖြစ်တယ်အဲသူ့ကိုကြတော့ ICC က2021ခုနှစ်မှာဒါဖမ်းရထုတ်ခဲ့တာဖြစ်တယ်အဲသူကတော့လူခွင့်ရေးချိုးဖောက်မှုနဲ့ဆိုင်တဲ့စစ်ရာဇဝင်မှုနှစ်ခုကြောင့်မလို့အခုလိုမျိုးဖမ်းရထုတ်ခံခဲ့ရတာဖြစ်တယ်နောက်တစ်ယောက်ကတော့ဒါဆူဒန်သမရာဟောင်းအူမာအယ်ဘရှာပေါ့နော်အဲသူ့ကိုလည်းဒါ ICC ကဖမ်းရထုတ်ခဲ့တယ်အဲသူကတော့ အဲဆေးရဆွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဆွေးမှုပြီးရင်လူမျိုးတုံးတက်ဖြတ်မှုတွေကြောင့်မလို့2009 2010ခုနှစ်တွေမှာဒါနှစ်ကြိမ်တိုင်ဖမ်းရန်ထုတ်ခံခဲ့ရတဲ့သူဖြစ်တယ်။အဲ့တော့ကမ္ဘာတဝန်းလုံးမှာဒါဖမ်းရန်ထုတ်ခံရတဲ့ ICC ကဖမ်းရန်ထုတ်ထားတဲ့ဆေးရဆွေးမှုကျူးလွန်သူအလုံးပေါင်း68ဦးရှိတယ်။အဲအဲ့ဒီထဲမှာ IC နဲ့မှာနောက်ထပ်ပါဝင်လိုက်နိုင်ကြီးအများဆုံးကတော့ကျွန်တော်ဒါမင်းအောင်လိုင်ပေါ့နော်။အဲဘဘိုင်မင်းအောင်လိုင်ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တည်းအတွင်းဆေးရဆွေးမှုကျူးလွန်ခဲ့တဲ့ဒါစစ်ကောင်းဆောင်68ဦးကိုဖမ်းဝရန်ထုတ်ခဲ့ပေမဲ့အားလုံးကိုတော့ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။ပြီးတော့ဒါအဖွဲ့ဝင်နိုင်ငံ124နိုင်ငံရှိတယ်။အဲ ICC အဖွဲ့ဝင်နိုင်ငံ124နိုင်ငံကိုတွားတဲ့အချိန်မှာဆိုရင်တော့ဒါဖမ်းဆီးခွင့်ရှိတယ်ဖမ်းဆီးလို့ရတယ်ပေါ့နော်။ဒီအချက်ကလည်းဒါမင်းအောင်လိုင်ကိုထောက်ခံနေကြတဲ့အဲတက်ထောက်ခံသူတွေသူတို့ရဲ့အတိုင်းဝိုင်းတွေအတွက်ဒါဂုံစားစရာအချက်တစ်ခုလည်းဖြစ်နေတာပေါ့။ဒါပေမဲ့တခုသိရမှာက အာနာကိုလက်လွတ်ဆုံးရှုံးရပြီဆိုတဲ့နေ့ကသူတို့တွေတေချာပေါ့ပြန်ခန်းစားရမယ့်နေ့ဆိုတာကိုသိစေချင်တယ်။အဲ့ဒါအခုဒူလာဒေးကိုပဲကြည့်မယ်ဆိုရင်ဒါသူတမရဟောင်းဖြစ်ပြီးတော့အာနာလက်လွတ်ဆုံးရှုံးရပြီသူ့မှာထပ်ပြီးတော့ကာကွယ်ပေးလောက်တဲ့သူ့ရဲ့သမီးဒူတမရရှိတာတော့မှပဲအခုလိုမျိုးဒါဖမ်ရန်ထုတ်ခံပြီးရဲ့အချိန်မှာဖမ်းဆီးခံရတာမျိုးရှိလာပြီ။ ဖန်ဂရန်ထုတ်ခံရမှာကိုမင်းအောင်လိုက်အနေနဲ့ကောမသိဘူးလားဆိုတော့သိတယ်ပဲပြောရမှာပေါ့အသူရှိမှသူနဲ့ဆက်ဆံနေတဲ့ပူတင်ပူပူနွေ့နွေ့ကြီးပေါ့နော်အဒီကောင်ဆိုလည်းဒါဖန်ဂရန်ထုတ်ခံထားရတဲ့သူတယောက်ဖြစ်တယ်ပြီးတော့သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဆိုတာကလည်းမင်းအောင်လိုက်အခုကျူးလွန်နေတဲ့ပြစ်မှုပြစ်မှုတွေနဲ့ဘာမှမချားဘူးပေါ့နော်လူမျိုးတုံးတက်ဖြတ်မှုတွေစိတ်ရဆွေးမှုတွေအမျိုးစုံမျိုးစုံမင်းအောင်လိုက်ဆိုပူတော်မှာစိုးသေးတယ်ပေါ့နော်အခုလက်ရှိမင်းအောင်လိုက်ကို ICC ကဒါဖန်ဂရန်ထုတ်ဖို့အတွက် တင်သွင်းထားတဲ့ထိမှာအဓိကပါဝင်တာကတော့ဒါရိုဝင်ဂျာအရေးကိစ္စရနေပတ်သက်ပြီးတော့အဲသူ့ကိုဆွဲချက်တင်ထားတာဖြစ်တယ်ဒါပေမဲ့လည်းနောက်ထပ်သူ့ကိုထပ်ပြီးတော့အဲဒီဝရမ်ပြင်းနဲ့ထိုက်တန်နဲ့ဒါပြစ်မှုကျူးလွန်မှုတွေအများကြီးရှိသေးတယ်အဲတော့ဒါပစီကြီးကြီးရဘုံကျဲတိုက်ခိုက်မှုလိုဟာမျိုးတွေရှိတယ်အဲအဲ့ဒါဆိုရင်ဒါ2023ခုနှစ်မှာဖြစ်သွားပြီးတော့ပြည်သူပေါင်းအပြစ်မဲ့ပြည်သူပေါင်း120ကျော်ရဲရဲဆဲဆဲဘုံကျဲတပ်ဖြတ်ခံခဲ့ရတာရှိတယ်အပြီးတော့ကျတော့လက်ရက်ကုန်ဖြစ်စဉ်လိုမျိုးဒါစာတင်ကြောင်းမှာရှိတဲ့ကလေးတွေစာစာတင်နေတဲ့ကလေးတွေဆရာဆရာမတွေကို ် MI 35ရရရင်နှစ်စီးနဲ့ပေါ့နော်55မိနစ်တနာရီလောက်အကြာအထိပေါ့နော်ပြန်ဝဲပြီးတော့ပစ်ခတ်ပြီးတော့လုံးဝကိုပယ်ပယ်နေနေပစ်ခတ်တဲ့ပုံစံမျိုးတွေနဲ့တက်ဖြတ်ခဲ့တဲ့ဖြစ်ရည်တွေရှိသလိုအဲပြီးရင်အဲ့ဖြစ်စင်မှာကိုပဲ အာစစ်ကြောင်းတွေထပ်ထိုးလာတယ်ထိုးလာပြီးတော့ဒါခုနလိုဒဏ်ရာရတဲ့ဆရာတွေဆရာမတွေကလေးတွေဒီအဖွဲ့တွေကိုဖမ်းဆီးခေါ်ဆောင်သွားရရှိတယ်အချို့တိတ်ဆုံးသွားတဲ့ကလေးငယ်တွေရဲ့အလောင်းတွေဆိုရင်ဆာလာအီထဲကိုဒီတိုင်းပစ်ထည့်ထိုးထည့်ပြီးတော့ဗောနော်ဖြစ်သလိုကိုတည်ဆောင်ပြီးတော့ယူဆောင်သွားတဲ့ဖြစ်စဉ်တွေရဲ့ဆက်ဆက်လောက်ရတွေကိုလုတ်ခဲ့တဲ့ဟာတွေလည်းရှိတယ်အဲ့ဒီဖြစ်စဉ်မှာဆိုလဲ7ဦးတိတ်ဆုံးပြီးတော့29ယောက်ဒဏ်ရာရတယ်ဒဏ်ရာရတဲ့သူတွေဝါစာအစာနာဖျောက်ဖို့အတွက်ခေါ်သွားမျိုးရှိတယ်နောက်တစ်ခုကတော့ဒါကျွန်တော်မုံလိုင်ခက်စေဘေးရှောင်းစကန်းဗောနော်ဒီမုံလိုင်ချက်မုံလိုင်ခက်စေဘေးရှောင်းစကန်းဆိုရင်လည်း အာကျွန်တော်တို့အာမြစ်ကြီးနားဗမောလမ်းကြောင်းမှာရှိတဲ့အာကစူးတို့နန်းဆန်ရံကန်တော်ရံဒီလိုမျိုးဘက်တွေကနေစစ်မှတ်ဖြစ်ပွားလို့စစ်ဘေးရှောင်ရတဲ့ပြည်သူတွေကိုပြည်သူတွေနေတဲ့စစ်ဘေးရှောင်စခန်းကိုထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်တာဖြစ်တယ်အဲ့တုန်းကဆိုရင်မီတာ300ပတ်ချလေလောက်မှာရှိတဲ့ဒါအပြစ်မဲ့ဒါစစ်ဘေးရှောင်ပြည်သူတွေအကုန်လုံးတေကြီးပျက်စီးတာမျိုးတွေဖြစ်ခဲ့တယ်လောက်တာဆိုလဲရဲဆဲဆဲကြီးညဘက်ကောင်းကောင်းအိမ်မောကြနေတဲ့အချိန်မျိုးမှာဒါခုနလိုပေါ့နော်ဘုံကျဲပြီးတော့ရဲဆဲဆဲတိုက်ခိုက်ခဲ့တာဖြစ်တယ် ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဘုဒ္ဓလင်ပေါ့နော်စီပါရွာမှာဖြစ်သွားတဲ့ဒါလူရှိဦးပေါ့နော်အဲဒေတာကန်ရှိဦးကိုရရဆက်ဆက်ပေါ့ဗျာတက်တက်တက်ဖြတ်တဲ့အဆင့်ကိုကြော်လွန်ပြီးတော့ပေါ့နော်အခုနလိုလူလူလို့တော့ပြောလို့မရတဲ့လောက်ရက်တွေလောက်ခဲ့တာပေါ့နော်အသားတွေအယိုးတွေနှွမ်ပြီးတော့ဒါခုနလိုခေါင်းတွေဖြတ်ချန်စီယိုတွေမှာစိုက်ခဲ့တယ်လည်းလူပုံစံမျိုးတွေရာစရဲစက်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်ဖြစ်စဉ်တွေကတော့တကယ်ကိုအများကြီးပဲပေါ့နော်ဒါကျွန်တော်မတ်မီတလောက်ဟာမျိုးတွေနဲ့ အဲအချိန်အပေါ်မှာမူတည်ပြီးတော့ပြောသွားတဲ့ဟာတွေကြောင့်မလို့ဒါကြံခဲ့တဲ့ဟာတွေအများကြီးရှိတယ်။ဒါပေမဲ့လှုပ်ခဲ့တဲ့လှုပ်ရတဲ့အချိန်ကတကယ်ကိုရဲရဲဆက်ဆက်နဲ့လူမျိုးတုံးတက်ဖြတ်တဲ့ပုံစံမျိုးတွေအားစဒါဆေးရသွေးမှုကျူးလွန်တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်။ဒါကြောင့်မလို့မင်းအောင်လိုင်ကတကယ်အခုလက်ရှိအခြေအနေမှာဝရမ်းပြေးအနေနဲ့အထိုက်တန်ဆုံးလို့တော့ပြောလို့ရတဲ့အနေထားဖြစ်တယ်။ပြီးတော့အာနာရှင်ကအာနာကိုလက်လွတ်ရမယ့်အချိန်ကိုသူတို့ကအကြောက်ဆုံးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့လှုပ်ခဲ့တဲ့လှုပ်ရတဲ့ကိုအဲ့အချိန်ကျရင်တေချာပေါက်ပြန်ခံစားရမှာဖြစ်လို့ဖြစ်တယ်။ အဲအခုဆိုရင်ဒါဒူတာဒေးဆိုရင်သူ့အသက်86နှစ်ဒါအသက်ကြီးနေပြီဒါပေမဲ့လည်းသူလုပ်ခဲ့တဲ့လောရက်တွေအတွက်ကိုသူ့ကိုပြန်စီရင်ဖို့ဒါအခုလိုမျိုးပြန်ပြီးတော့လှုပ်ဆောင်လာတယ်ဗောနော်အဲ့တော့ main online ကလည်းအခုလိုမျိုးကြုံရမှာကိုသူအရန်ကြောက်တာဖြစ်တဲ့အတွက်အာနာလက်မလွတ်ရဖို့အတွက်ကိုသူညီမျိုးစုံနဲ့စူးစမ်းတယ်အခုဆိုရင်ဒါသူတောင်းယူရတဲ့နှစ်ကာလကိုထပ်ထပ်ပြီးတော့ဒါတက်တန်းနေ6လ6လ6လဒါမျိုးပုံစံမျိုးနဲ့တရားမဝင်တက်တန်းတိုးတာမျိုးတွေလုပ်တယ်အာနာကိုအတင်းရယူထားတယ်ဒါအပြင်ကမှာ ရွေးကောက်ပွဲပေါ့နော်တရားမဝင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပဖို့အတွက်သူစီစဉ်နေတယ်2025အကုန်ပိုင်း2026အစပိုင်းမှာသူလုပ်မယ်ဆိုပြီးတော့ကြွေးကြော်နေတာမျိုးဖြစ်တယ်ပေါ့နော်ဒါကလည်းသူအာဏာလက်လွတ်မဆုံးရှုံးဖို့ရေးကိုအဲသူနားယူသွားပြီဆိုရင်တော့မှနိုင်ငံရေးနယ်ပယ်မှာသူဆက်ပြီးတော့အဲပါနိုင်မှုအတွက်ကိုဒါအခုလိုမျိုးဒါသူဝေယောင်ဆော့ဖက်နေတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲပြီးတော့အဲ့လိုမျိုးတွေလုံးမှာပဲ အဲ့သူကမတိခင်မတိမချင်းကိုသူကလှုပ်သွားမယ်ပုံစံမျိုးဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကတော်လိုင်းအင်အားစုတွေအဲဒါအနိုင်ရရှိသွားပြီဆိုတဲ့အချိန်ကျရင်ဒီကောင်အတွက်ကစီရင်ခံရဖို့တေချာတဲ့နေ့ဖြစ်တယ်ဗောနော်အဲ့ဒါကြောင့်မလို့အဲ့နေ့မရောက်ဖို့အတွက်ကိုသူကအသေးအံစူးစမ်းရုံးကန်နေရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့လည်းတရားမဝင်ရွေးကောက်ပွဲကိုသူလုပ်မယ်အဲပြီးရင်သမရဖြစ်သူနေရယူမယ်ဗောနော်နောက်တစ်ခုကတော့ဒါအခုဒူတာတေးပြောသလိုဗောနော်ဒါသူ့မိသားစုအတွက်အဲသူ့အတွက် သူလုတ်ခဲ့တာမဟုတ်ဘူးပေါ့နော်သူနိုင်ငံအဲသူလူမျိုးသူကလေးတွေနိုင်ငံသားတွေကောင်းစားဖို့အတွက်ကိုသူလုတ်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါမျိုးပုံစံမျိုးပြောသွားခဲ့တာရှိတယ်အဲအဲ့လိုပဲဒါမင်းအောင်လိုင်းဆိုလေအဲသူ့ကိုဒီလိုမျိုးစီရင်မယ်ဆိုတဲ့အချိန်မှာသူဒါမျိုးပြောမှာတေချာပေါက်ပြောမှာအဲသူလုတ်ခဲ့တဲ့ဟာတွေကနိုင်ငံကောင်းစားဖို့အတွက်ဖြစ်တယ်အဲဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကသာအခုလိုမျိုးအဖြတ်မောက်လုပ်ငန်းတွေလုတ်ခဲ့လို့သူကဒီလိုမျိုးတွေလုံဆောင်ခဲ့ရတာဖြစ်တယ်ဆိုပြီးတေချာပေါက်ပြောမှာဖြစ်တယ်ဒါပေမဲ့လည်းကဘာကြီးကလုံးဝဒီလိုမျိုးလူစုလိုက်အပြုံလိုက် တက်ဖြတ်တာကိုခွင့်ပြုမထားဘူးဆိုတာကို ်ဒါသိစေချင်တယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်ဝစ်လို့ပဲပြောရမလားပေါ့နော်အဲကိုလုတ်ခဲ့တဲ့လုတ်ရက်ကိုကိုမသေးခင်တေချာပေါက်ပြန်ခန်းစားရမှာဖြစ်တယ်အဲမေအောင်လိုက်ဆိုလဲသူအခုလုတ်ခဲ့တဲ့လုတ်ရက်တွေအားလုံးကိုသူတစ်ချိန်မှာတေချာပေါက်ပြန်ခန်းစားရမှာဖြစ်တယ်အဲ့တော့သူပြန်ခန်းစားရမယ့်နေ့တွေအမြန်ဆုံးရောက်ရှိဖို့အတွက်ကိုလည်းကျွန်တော်တို့အားလုံးဝိုင်းပြီးတော့စူးစမ်းဆောင်ရွက်ကြဖို့အရန်အရေးကြီးတယ်အဲ့တော့မေအောင်လိုက်အနေနဲ့ ICC ရဲ့ဖန်ဝရန်ကြောင့်မလို့ထပ်ပြီးတော့ဖန်ခံရမယ့်နောက်ထပ်စစ်ကောင်းဆောင်တယောက်ဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စိတ်ဝင်စားစောင့်ကြည့်ကြတာပါဗျာ